င်္ဂလာပါရှင် People's Free ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ March 26ရက်နေ့အတွက်တင်ဆက်ပေးမှာကတော့ဘကိုးတိုင်းအရှိချမ်းကြောက်တကားမျိုးကစစ်ကောင်စီတပ်စခန်းစီးနှင်းတိုက်ခိုက်ခံရပါတယ်မြဝတီဒေသကကြားဖြန့်တွေမှာလူကုန်ကူးခံရသူ9000ကျော်ကိုနေရက်ပြန်ပို့ထားပါပြီစသုံးလုံးအရာရှိတွေလိုက်ပါလာတဲ့ကရန်ကုန်မော်လမြိုင်ကားလမ်းမှာတိုက်ခိုက်ခံရပါတယ်လက်ရှိမှာတိုက်ပွဲဖြစ်မနေတဲ့အဖွဲ့တွေနဲ့စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးနေပါတယ်ဒီသတင်းတွေတင်ဆက်ပေးမှာဖြစ်ပါရရှင်။ ပဲခူးတိုင်းအရှိချမ်းကြောက်တကားမြို့နယ်တွေကရန်ကုန်မန္တလေးလမ်းဟောင်းနဲ့မနီမဝေးမှာရှိတဲ့စစ်တပ်စခန်းဝင်တက်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးသေဆုံးသွားတယ်လို့ NUG ထုတ်ပြန်ပါတယ်။ကြောက်တကားမြို့နယ်ရဲ့အရှိမြောက်ဘက်နှစ်မိုင်ကအကွာမှာရှိတဲ့စစ်အိုးလဟာရွာကစစ်ကောင်စီတပ်စခန်းကိုမနီကမနဲ့အစောပိုင်း2နာရီကျော်မှာဝင်တိုက်တာလို့သိရပါတယ်။တိုက်ပွဲတွင်အပြန်အလှန်ပစ်ခတ်မှု6နာရီကျော်ကြာခဲ့ပြီးစခန်းမကျဖို့အတွက်စစ်ကောင်စီတပ်က လေချောင်းပစ်ကူလက်နက်ကြီးပစ်ကူပေးပြီးခုခံခဲ့တယ်လို့ NUG ကကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသကွဲကထုတ်ပြန်ပါတယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးသေဆုံးပြီးလက်နက်တလက်နဲ့ခဲယံတချို့သိမ်းဆည်းရမိတယ်လို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်းတပ်ဖွဲ့ဝင်၁ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မန္တလေးအဝေးပြေးလမ်းဟောင်းရဲ့အရှိတ်ဘတ်ချန်းဘကိုးတိုင်းအရှိတ်ချန်းကစစ်တောင်းမြေဝန်းစိုးမိုးရေးကိုအကောင့်ထဲပို့မယ်လို့ NUG ကတရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။ ။ဘကိုးတိုင်းအရှိချမ်းဟာဆိုရင်ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်နဲ့လည်းထိစပ်နေတဲ့ဒေသပါ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဘကိုးတိုင်းအရှိချမ်းမှာ KNU ကဦးဆောင်ပြီးစစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်စီးနင်းတိုက်ခိုက်တာတွေပြင်းပြင်းထန်ထန်ဖြစ်ထားပါရဲ့ရှင်။ကရင်ပြည်နယ်မြဝတီဒေသကအကြပြတ်လုပ်ငန်းတွေမှာလူကုန်ကူးခံရတဲ့သူတွေကိုနေရက်ပြန်ပို့ပေးနေပြီးနိုင်ငံပေါင်း34နိုင်ငံကလူဦးရေ9000ကျော်ကိုပြန်ပို့ထားတယ်လို့ ကရင်နယ်ကြားစောင့်တန်း BGF ပြောခွင့်ရသူဒူပူမူကြီးနိုင်မောင်စောကပြောပါတယ်။နေရက်ပြန်ပို့ခဲ့ပြီးဖြစ်တဲ့နိုင်ငံသားသားအယောက်9000ကျော်ထဲမှာတရုတ်နိုင်ငံသားအရေးအတွက်အများဆုံးဖြစ်ပြီးအယောက်6000ကျော်အထိပါဝင်တယ်လို့သိရပါတယ်။အခြားသူတွေကတော့အင်ဒိုနီးရှား၊အိန္ဒိယ၊အာဖရိက၊ဂျပန်၊ဖိလစ်ပိုင်တို့ကလည်းပါဝင်တယ်လို့ BGF ပြောခွင့်ရဒူပုံမူကြီးနိုင်မောင်စောကအသိပေးပါတယ်။ဒီနေ့မှလည်းတရုတ်နိုင်ငံသား369ယောက်ကိုနေရက်ပြန်ပို့ပေးခဲ့တယ်လို့သိရတာပါ။ ပြီးတော့လူကုန်ကူးသူလို့တန်တရားရှိတဲ့တရုတ်နိုင်ငံသား6ယောက်ကိုလည်းနေရက်ပြန်ပို့ဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။အခုလိုလူ9000ကျော်ပြန်ပို့ထားတဲ့နောက်ထပ်ပြီးပို့ပေးရအောင်မဲ့ဥယေက2000ကျော်ဆက်ရှိနေစေဖြစ်ပြီးသူတို့တွေကို BGF ကထိန်းသိမ်းထားပါတယ်။ BGF ထိန်းချုပ်ရာမြဝတီမြို့နယ်တဲကရွှေကုတ်ကုံမြို့တက်မှာကြားဖြန့်အွန်လိုင်းငွေလိမ်ခိုင်းတွေလဲပတ်နေပြီးလူကုန်ကူးခံရသူတွေအများအများရှိနေကြောင်းနမိတ်ဆုံးနဲ့ကြော်ကြားလာပြီးတဲ့နောက်အဲ့ဒီလုပ်ငန်းတွေကိုဖြိုခွင်းဖို့ တရုတ်အစိုးရကထိုင်းအစိုးရနဲ့မြန်မာစစ်ကောင်စီတို့ကိုဖိအားပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မြဝတီစီလျှက်စစ်မီဖြန့်ဖြူးပေးတာကိုထိုင်းဘက်ကဖြတ်တောက်လိုက်သလိုလောင်စာစီစီးဆင်းမှုကိုလည်းပိတ်ပင်လိုက်ပါတယ်။ဒီလိုဖိအားတွေနဲ့ကြုံလာပြီးတဲ့နောက် BGF ကရွှေကုတ်ကောင်မှရှိတဲ့လုပ်ငန်းခွင်တွေကိုဝင်စီးပြီးထောင်ထဲချတဲ့သူတွေကိုနေရက်ပြန်ပို့ဖို့ဆောင်ရွက်လာတာပဲဖြစ်ပါတယ်ရှင်။စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ပြည်ထရေးဝန်ကြီးဌာနလက်အောက်ခံအထူးစုံစမ်းစစ်ဆေးရေးဌာနစသုံးလုံးအရာရှိတွေပါလာတဲ့ကားကို ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF တရင်8805တက်ခွဲလေးကဒီနေ့မှထုတ်ပြန်ပါတယ်။မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြာဖြူကျေးရွာထိပ်နယ်ခမိတ်အစိုးရရာဘာချန်နာမှာအဲ့ဒီကောက်မတ်လ23ရက်ညနေပိုင်းကပြစ်ခတ်တာလို့သိရပါတယ်။ဒီဖြစ်စဉ်မှာတိုက်ခိုက်ခံရတဲ့သူတွေကတော့ကြိုက်ထုံမြို့နယ်စသုံးလုံးစုံစမ်းစစ်ဆေးရေးမှူးသူရဆိုဒုစုံစမ်းစစ်ဆေးရေးမှူးမင်းသူလက်ထောက်စုံစမ်းစစ်ဆေးရေးမှူးမြို့တန်းတို့ဖြစ်တယ်လို့သိရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်ဒုစုံစမ်းစစ်ဆေးရေးမှုနဲ့လက်ထောက်စုံစမ်းစစ်ဆေးရေးမှုတို့ဟာနေရာမှာတင်သိဆုံးသွားတယ်လို့ PDF တရင်8805တက်ခွဲလေးကဖော်ပြပါတယ်။ထုတ်ပြန်လာတဲ့တမိနဲ့နေပါကြတိုက်ခိုက်မှုရုပ်တံထဲမှာတော့ခဲရောင် Honda Fit အမျိုးအစားကားကို PDF တွေကမောင်းပြန်တနက်နဲ့အနီးကပ်ပြစ်ခတ်တာကိုတွေ့ရပါတယ်။အခုလိုတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တဲ့ PDF တရင်8805တက်ခွဲလေးဟာမွန်ပြည်နယ်ကြိုက်ထုံနဲ့ဘီလင်းမြို့နယ်တို့ကိုအဓိကထားပြီး စစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတာလို့သိရပါတယ်ရှင်။အာနာသိန်းစစ်ကောင်စီဟာလက်ရှိမှာတိုက်ပွဲမဖြစ်ဘဲအရင်အစိုးရလက်ထက်တွေကအပြစ်ရက်လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့နေပြည်တော်မှာသုံးရက်ကြာငြိမ်းချမ်းရေးဆွေးနွေးနေပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံမှုရှိတဲ့အပြစ်ရက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှတ်ပုံပြန်တင်ထားတဲ့ပါတီတွေစစ်ဘိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်းတွေစစ်ဘိုလ်ချုပ်ဟောင်းတွေနဲ့အရင်အစိုးရလက်ထက် မြန်မာငင်းကြရေးစင်တာ MPC အဖွဲ့ဝင်တွေပါဝင်တာတွေ့ရပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုအာနာသိစစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငင်းကြရေးဖော်ဆောင်မှုကော်မတီကဥဆောင်ကျင်းပတာပါ။ထူးခြားချက်ကတော့အခုဆွေးနွေးပွဲကိုအပြည့်အဝလက်မှတ်ထိုးထားတဲ့လက်ကျန်ခုနှစ်ဖွဲ့ထဲမှာအင်အားအကောင်ဆုံးဖြစ်တဲ့ RCSS ကတက်ရောက်တာမရှိပါဘူး။အခုငင်းကြရေးဆွေးနွေးပွဲကိုအာနာသိစစ်ကောင်ဆောင်ရုရှားကပြန်လာပြီးတဲ့နောက်ပိုင်းမှာကျင်းပတာလည်းဖြစ်ပါတယ်။ စစ်ကောင်ဆောင်ကရွေးကောက်ပွဲကိုအခုနှစ်ကုန်ပိုင်းနဲ့လာမယ့်နှစ်ဆန်ပိုင်းမှာကျင်းပမယ်လို့ထုတ်ပြောထားပါတယ်။ရွေးကောက်ပွဲကျင်းပဖို့အတွက်နေမြေဆိုးမှုမှုနဲ့အေးချမ်းမှုလိုတယ်လို့စစ်ကောင်ဆောင်ကမကြာခဏပြောပါတယ်။ဒါပေမဲ့မြေပြင်မှာတော့စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့နေမြေတွေနေပါနေသလိုအင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေဖြစ်တဲ့ KIA, TNLA, AA, KNU တို့ရဲ့ထိုးစစ်တွေကိုစစ်ကောင်စီရင်ဆိုင်နေရပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူဘဒူစောတော်နီက စစ်ကောင်စီအပေါ်ယုံကြည်မှုပျောက်ဆုံးနေပြီဖြစ်တာကြောင့်စစ်အာဏာရှင်တိုက်ဖျက်ရေးကို ဆုံးခန်းတိုင်သွားကြရမယ့်အနေအထားဖြစ်တယ်လို့မှတ်ချက်ပေးပါရရှင် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်